ကြည့်ဗျာဒီမှာညီမရောင်းနေလေအမဘာလို့အတင်းဝင်လို့ရောင်းနေတာလဲဟဲ့ဒီ customer ကမနေ့ကငါ့ကိုဈေးမေးထားလေအဲ့ကြောင့်ငါရောင်းတာဘာဖြစ်လဲဘာဖြစ်ရမှာလဲအမရဲ့မနေ့ကအမကိုပဲဈေးမေးရမလေစေနာရှိပြီဆိုရင်ကိုမစားရရင်နေပါစေအရန်ကိုကျွေးချင်မွေးချင်တာစေနာမရှိလို့ကတော့စက်ပေတုံလို့ကျွေးလည်းမကျွေးချင်ညင်လည်းမမြင်ချင်မင်းအင်းကြီးဆိုတော့ငါ customer ဆိုတာနင်မသိဘူးလားအားလားအမရဲ့ ဒီဆိုင်ရပစ္စည်းကိုလာဝယ်လို့ကျမဒီဆိုင်ရပစ္စည်းကိုရောင်းလာလေအမအမကအလုပ်လာတယ်ဟာလေအမမရှိဘူးဆိုပြီးကျမက customer ကိုမရောင်းဝယ်ပြန်လွှတ်လိုက်ရမှာကျေးဇူးတင်ပါတယ်သမီးရယ်အမနဲ့အကိုရဲ့အကျိုးစီးပွားကိုကြည့်ပေးတဲ့အတွက်လေဟုတ်ကဲ့ပါမဟုတ်တယ်ငါညီမရယ်စုအခုလိုဖြစ်သွားတယ်ဆိုတာလေစုစုကိုကိုလိုအပြစ်မပေးဘူးအကြီးကကိုနဲ့အမရယ်ပေါ်ရုံကြီးအများကြီးပါတယ်ဟုတ်ပါတယ်သမီးရယ်အဲ့တော့သမီးကပဲဒီမှာရှိတဲ့ကလေးတွေကိုဆက်ပြီးတော့ကြည့်ပေးအောင်နော် အဲ့အတွက်သမီးကိုလည်းအားကိုးမယ်နော်သမီးဟုတ်ကဲ့ပါမစိတ်ချတော့ကိုနဲ့မှညီမကလေအလုံးလုံးပြီဆိုရင်ကို့ဆိုင်လို့သဘောထားပြီးတော့လှုပ်တာမှရဲ့ဟိုအကူနဲ့မှအပြင်သွားရင်ပဲဖြစ်ဖြစ်လေစရင်အင်အားစတစ်ချက်တစ်ပြားမှမကွာစေရအောင်စိတ်ချတော့ညီမကလေအလုံးလုံးပြီဆိုရင်ပြကြမအောင်စိုက်တာစိတ်ချတော့ကိုနဲ့မှကျေးဇူးပါကွဲကြည့်ပါရဲ့ ဖြစ်လာတယ်ဟုတ်ကဲ့အဲအလူငဖဲအေးအဲ့ဒါတော့တောင်းလိုက်တာဘာဖြစ်လာသေးလဲငဖဲအော်မပလကားကြီးတော့ဘာဒီနဲ့ကျဲဦးနဲ့ကျတော့လေးရလဲမိုးရင်းရပါအေးအဲ့ဒါဆက်ပါမယ်ညီမလေးတို့ထမင်းစားနေကြပြီလားဟုတ်ပါငါညီမစားဖို့အမအိမ်ကနေလက်ဖက်ကိုရှယ်နှက်လာတာကဲရော့နေနေစားကျေးဇူးတင်ပါတယ်ဦးမမလေးစေနာရှိပြီဆိုရင်ဦးမစားရရင်နေပြီစီအရန်ကိုကျွေးချင်မှုကျင်တာ စေတနာမရှိလို့ကတော့စက်သေးတုံးကျွေးလည်းမကျွေးချင်းမြင်လည်းမမြင်ချင်းမတထားလည်းမတထားအမအဆိုရင်ဒီကြွပြားလို့ညီမဘောင်းစားတစ်ခါလေးဖွင့်လိုက်တော့မယ်နော်ဟုတ်အဆိုညီမနဲ့လိုက်ခက်ပေးနော်နော်ဟုတ်ဟေးအမဈေးလာဝယ်တာလားဟုတ်တယ်မနေ့ကပစ္စည်းလေးယူပြီးတော့လေငွေလေးမနှောက်လို့ဒီညီမလာထပ်ယူတာ ။အော်မနေ့ကဈေးမေးထားတဲ့ကိစ္စဒီနေ့မှလာဝယ်ရလား။အဲ့ဆိုရင်ဘောင်ချခွင့်ပေးမယ်လေ။လာ။မကြည့်ဗျ။ဒီမှာညမရောင်းနေလေ။အမဘာလို့အတင်းဝင်လို့ရောင်းနေရလဲ။ဟဲ့ဒီ customer ကမနေ့ကငါ့ကိုဈေးမေးထားလေ။အဲ့ကြောင့်ငါရောင်းတာဘာဖြစ်လဲ။ဘာဖြစ်မှာလဲအမရဲ့။မနေ့ကအမကပဲဈေးမေးရတယ်။ဒီနေ့ကညမနဲ့အဆင်ပြေလို့ခုဘောင်ချတော့ဖြတ်တော့။ခုအမတတ်တက်ကြီးမရဲ့။ဟဲ့ဘာတတ်တက်ကြီးလဲ။နေငေါ့စကားပြောတာပမာမထက်မလေးမစားနဲ့လူဘာဝလို့ လူဘာဝကျမမဟုတ်ဘူးအမအမလူဘာဝနေတာမိမစကားပြောအဲ့ဒါမှလည်းအမအမလူဘာဝနေတာမိမစကားပြောအဲ့ဒါမှလည်းဘာဖြစ်နေကြလဲဘာဖြစ်နေကြဒီကနေ့ဆူဆူရဲဆူဆူဘာဖြစ်နေကြလဲလို့ဘာဖြစ်ရမှာလဲဘာဖြစ်ရမှာလဲဒီမှာငါရောင်းနေတဲ့ customer အတင်းဝင်လို့ရောင်းနေတယ်ဟဲ့ဒီ customer ငါမနေ့အရင်တွေ့ထားလို့ငါ့အရင်ဈေးမေးထားလို့ငါရောင်းတာလေဘာဖြစ်လဲဒီအဲ့ငါ့ကိုဘာလို့လာပြောနေရလဲဟိုတော့ကျွန်တော်မကြည့်ပါရဲ customer ရှိမှမကောင်းပါဘူးဒီနော်ဆိတ်လျှော့ပါဟုတ်ပါရဲ့အဲ့ဆိုမကြည့်ပါလို့ဆက်ရောင်းလိုက်တော့နော်နော်ဘာမှဆူဆူရဲ့ 帮嘛？你那连强在外来了呢、啊啊，我们家车也拉单一斤的、啊，哼，车也拉单我们家家没家听的，这样我们家不慢蛮妈耶，妈那完了，妈的！没妈一面。啊 ကငါ့ရဲ့ customer ပဲဟဲ့တိန်လေးစေပိုးတော်ဝယ်ပါဟဲ့မဲမီကောင်ချောက်ဘသူဖွင့်တာလဲဟဲ့တင်စားနင်းနီးမဲမီကောင်ချောက်ဘသူဖွင့်တာလဲလို့အော်မမညမမဖွင့်အောင်အဲ့စဘသူဖွင့်လိုက်တာလဲဟိုကျမရောင်းလိုက်တာလေအမရဲ့ဘာဖြစ်လို့လဲမဲမီဆိုတော့ငါ customer ဆိုတာနင်မသိဘူးလားအားလုံးပါအမရဲ့ ဒီဆိုင်ရပစ္စည်းကိုလာဝယ်လို့ကျမဒီဆိုင်ရပစ္စည်းကိုရောင်းလာလေအဲ့ဒီအောင်အမအောင်အလုပ်လာလို့လာပါလေအမမရှိဘူးဆိုပြီးကျမက customer ကိုမရောင်းဝယ်ပြန်လွှတ်လိုက်ရမှာလားအော်မင်းသခေါ်အမလူပြန်ဟစ်လို့မအေးမြင့်ဆိုတာလေဒီဝင်းထဲမှာနေတူကဇာဝယ်နေ customer ငါမရှိရင်နောက်ရမှာလာဝယ်ဖို့နေကြောက်မရဘူးလားဟမ်နေတာတက်တက်ခေါ်လိုက်တာနော်သခေါ်ကအမစကားဆင်ကျင်ပြောနော်ပါကျမကသခေါ်မှာလေကျမဘာမှခေါ်ပြီးရောင်းစရာအကြောင်းမရှိဘူးအမမရှိတော့ကျမရောင်းပေးတာပဲရှိတယ် အမလူကြီးကလူကြီးစကားပြောနော်အမဒီမင်းငါရှစ်ရှစ်မဲ့ပြောမယ်ငါမရှိရဲ့ချင်းငါရဲ့ကတ်စတမောင်ဘသူပဲရောင်းရောင်းငါစိတ်နဲ့တယ်နင်မဟုတ်ရင်ရပြီအမလေလူလေးနဲ့ချက်ကလေးနဲ့မလိုက်ဘူးတော်လို့တော်ပတ်စားတယ်အမလေကတော့ဒီမှာမကြည့်ပြသင်စာပြောပါဦးမယ်အခုကမကြည့်ပြရောင်းနေတာဆွဆွကဝင်လို့ရောင်းတာမဟုတ်ဘူးလေမကြည့်ပြမရှိလို့ဆွဆွကရောင်းတာ အဘာများဖြစ်ဟမ်အမတတ်တတ်မဲ့ညစ်နေတာပဲလူကြီးလူကောင်ပိသားဆံမှာဟဲ့ဘယ်ဒီဆိုင်လို့ပြောနေရလဲဟဲ့ကဲလာပါလေကဲမရှိပါနဲ့တင်စားရဲတော်ပါတော့အချင်းချင်းနေပြောတော်ပါတော့ဟောတင်ဆောင်ရောဒီမဲ့ညီအားလုံးသိအောင်ငါတခုပဲပြောလိုက်ဒီဆိုင်ဟိုးငါ့အကုန်နဲ့မှယုံကြည်လို့အကုန်လုံးပုံအပ်ပေးထားတာဒီဆိုင်ရဲ့စီးပွားရေးကိုလည်းငါပဲကဲတင်ပေးထားတာနော်ညီတို့သဘောပေါက်တယ်နော် မိမရေရတယ်ခြေရမှာဖြစ်မခြေရမှာဖြစ်တော့ဘာလို့တော့ဘာလို့ဘာဝါလဲခြေရနဲ့ဆူဆူရဲလာလာလာကျတော့တင်းလို့ပြောင်းရမကြောက်ဘူးလားဘာလဲဒီနေ့ကတော့ဖိုက်ပြပုတ်ဆက်နေရတယ်အဲ့မင်းကောင်မလေးဟဲ့တင်းရေးပြုံးတော့ကမမျောကောင်လိုက်ငင်းကောင်ပြန်ခံမပြောနဲ့ဟမ် ခဲ့ကြည့်ဦးညီလုံလုံးအကြည့်ရနော်အမအတရားမပြောနဲ့ပြစ်ဆိုင်မှာအမအကြည့်မဟုတ်ဘူးလားဟဲ့ဘာဖြစ်ကြလဲဘာဖြစ်ကြလဲဟဲ့ဘာဖြစ်ကြလဲခဏနေပါအောင်တမတို့ဘာဖြစ်ကြလဲဘာဖြစ်ရမှာလဲအမရညီမရောင်းနေတာအတင်းဝင်လို့ပြီးတော့ရောင်းနေလေဝင်လို့ရောင်းနေဟဲ့လားညီကငါ့ကစနမှာခဏခဏဝင်လို့ရောင်းနေရလေညီကဖြစ်တယ်လားဟမ်ညီခုစမှာအမရှိမှာလာပြီးတော့နာတတ်ကြနေနဲ့မကြည့်တာမကြည့်တာအဲ့လိုမျိုးမတရားမပြောနဲ့တမလေး ချိန်ပြောရတယ်မသိတာပေါ်မှာကျမတတ်တတ်လောက်ခဲ့တာတကားမှမရှိခဲ့ဘူးမကြည့်ရမရှိလို့ကျမတတ်တတ်ဆိုင်ဆိုင်ရောက်ပြီးသွားတာပဲရှိတယ်ပိုက်ဆိုင်နေဟုတ်လားပိုက်ဆိုင်နေဆိုရင်လည်းတကားဆိုရင်တော်ပြီပေါ့အခုကတကားလည်းမကနခါလည်းမကနဲ့ညီတိုက်ဆိုင်တာလွန်လုံးအောင်ကြီးတယ်ဟမ်အခုကျမအမရှိမှမျက်ရည်လေးဆန်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 းနဲ့တော်တော်ကောင်းရောက်ဆောင်ပြီးတော့ပဲလူသေးဆက်တွေလာခင်းပြအောင်နေနဲ့ကောင်းမရဲ့ဟမ်ဒီမဲ့ဒီခါတိုင်းရက်တွေမှာလေငါ့ကိုတခုံးမဲ့ကျန်ပြန်ခံပြောနေရအမှုရတယ်အမရှိမှအခုလောက်ပြလေး ။ညတက်တက်ကိုအမရှိမှာအကယ်ဒမီလာယူပြမနေနဲ့။ဟောတော်ပြီ။ရှောက်တယ်မရဲ့။ဒီဆိုင်မှာအိတ်ကောင်မရှိနေသေးသေးကျမဆက်ပြီးတော့လုံမလုံနိုင်တော့ဘူး။အိတ်ကောင်ကအတန်ဟိုလည်းမစားသေးဘူး။တက်တက်ကောင်လည်းကျမမမြင်သေးဘူး။အမတက်ရလောက်ထောင်လားကျမရထွက်ရမလားပြော။ဟဲအဲ့လိုမလုပ်ကြပါနဲ့ဘသူ့အမလည်းအမမထုတ်ဘူးဘသူမှလည်းထွက်စရာမလိုပါဘူးအမတစ်ချက်အကုန်နဲ့တိုင်မြင်ပြီးတော့သမီးတို့ကိုပြန်ပြောပေးပါမယ်နော်ဒီနေ့တော့သမီးတို့စိတ်လေးနည်းနည်းရှော့ပြီးတော့နည်းနည်းစောစောလေးရုံးစင်းဆင်းလိုက်နော်သမီးနည်းနည်းလေးစောပြန်လိုက်တော့သမီးလည်းပြန်နားလိုက်နော် အဲတမီးလည်းကြည်ပြလည်းပြန်နားလိုက်နော်ဒီနေ့တမီးတို့အရန်ပင်ပန်းနေပြီနော်သူအမပြန်ပြောပေးမယ်နော်အကိုနဲ့တိုင်မိမိအမတေချာလေးပြန်ပြောပေးပါမယ်သူကြည်ပြသူတမီးပြန်နားလိုက်တော့သူယောက်ျားရဲ့စိတ်ညစ်ပါတယ်စီးပွားရေးလေးကအဆင်ပြေကာမှရှိသေးတယ်အခုဒီမှာစိုးစိုးရေးနဲ့ကြည်ပြနေရနေတိုင်းကိုရန်ဖြစ်နေတယ်ကျမလည်းဘယ်လိုလုပ်ရမှန်းမသိတော့ဘူးအခုလောက်မှကြည်ပြအလုတ်ထွက်တော့မယ်တဲ့ ီလိုလောက်ကွာယောက်ျားတော့မှရှိတဲ့ပစ္စည်းလေးကိုထူခွဲရောင်းချပြီးတော့စိန်ဝင်းစတားဆိုပြီးဆိုင်ခွဲတစ်ခုထပ်ဖွင့်လိုက်အဲ့ဒီမှာကြည်ပြောက်ကိုအုပ်ချုပ်ခိုင်းလိုက်ဆိုးဆိုးလေးတော့ဒီဆိုင်မှာပဲဆက်ထားလိုက်အဲ့လိုခွဲပြီးမှပဲရတော့ပါအေးအဲ့ချမ်းမစိုးဘူးနော်အေးပါအေးပါယောက်ျားရဲ့ဘလို့ပဲဖြစ်ကောင်းမှုဖြစ်လာတာပဲနော်အေးပါကွာအေးပါကွာဒီလိုပဲသဘောထားရအောင်ပါနော်အဲ့ဒါပဲဆက်လုပ်လိုက်ပါ သမီးအဆင်ပြေရဲ့လားပြေပါတယ်မအေးမနေ့ကအကိုနဲ့အမနဲ့မီတင်လုပ်တာလေသမီးပြပြချက်လို့ခေါ်လိုက်တာဟုတ်မမတို့ကတော့ဒီလိုလေးဆုံးဖြတ်လိုက်တယ်ပေါ့နော်ဟိုဘက်နာမှာမမတို့စိတ်ဝင်စတားဆိုတော့နောက်ထပ်ဆိုင်ွယ်လေးတစ်ခုထပ်ဖွင့်မယ်အဲ့ဒါတော့မက်ကြီးပြားအကြီးဖြစ်တဲ့အတွက်မက်ကြီးပြားကိုမဦးစီးဖို့အတွက်လွှတ်လိုက်မယ်ပေါ့နော်အဲသမီးကတော့မမနဲ့ပဲဒီမှာပဲစိတ်ဝင် trading မှာပဲအတူတူလုပ်ကြမယ်ပေါ့နော်အဲ့လိုလေးဆိုသမီးအဆင်ပြေလားပြေပါတယ်မဟုတ်ဟိုဘက်မှာ decoration လုပ်နေတဲ့အချိန်တွဲမှာတော့လေ သမီးကိုမမတလားလောက်ပေါ့နော်အိမ်မှာခဏပေးနာမယ်ပေါ့အဲ့အတွက်လည်းမမလာစားလုံးဝမဖြတ်ဘူးနော်သမီးဟိုဒီလိုမျိုးမမတို့ဆုံးဖြတ်လိုက်တဲ့အဓိကရွယ်ချက်ကတော့သမီးတို့နှစ်ယောက်ဒီမှာထပ်ပြီးတော့တွေ့နေမယ်ဆိုရင်ထိတ်တိုက်ထပ်တွေ့နေရန်နေထပ်ပြီးတော့ဖြစ်နေမှာစိုးလို့လေအဲ့အတွက်မမသမီးတို့စဉ်းစားပြီးတော့အဲ့လိုလေးဆုံးဖြတ်လိုက်တာပေါ့နော်ဒါဆိုရင်သမီးအဆင်ပြေရဲ့လားဒီပါလေအမတို့အစဉ်ပြေတယ်လို့ပဲလောက်ပါဒီပါသမီးလည်းဝမ်းသာလိုက်တယ်နော်အဲဆိုသမီးအိုက်တန်းလေးမမကိုလိုက်ပြီးတော့နေပေးပါနော် ကျေးဇူးများကြီးတင်တယ်နော်သမီးအဲဆိုသမီးလောက်ဆန်ရှာသွားလို့တော့နော်အော်သမီးကိုခေါ်ရတဲ့အကြောင်းလေးကမားနဲ့အကိုနဲ့မနေ့က meeting လောက်တာလေးပြောချင်လို့ဟုတ်ကဲ့မအဲမားနဲ့အကိုနဲ့ကဒီဝင်းထဲမှာပဲနောက်ထပ်စိတ်ဝင်စားဆိုရဆိုင်လေးတခုမားတို့ထပ်ဖွင့်မယ်ပေါ့နော်အဲ့ဒီဆိုင်လေးမှာသမီးကိုဦးစီးဖို့မားတို့ကလွတ်မယ်အဲဆိုသမီးအဆင်ပြေလားဟုတ်ကဲ့မအဆင်ပြေပါတယ်မအဆင်ပြေပါတယ်အဲ့ဒါလေးမှခေါ်ပြောချင်တာသမီးဟုတ်ကဲ့မဟုတ်ကဲ့မအဲအဲ့ဆိုရင်လေးမဟို ညီမအမအကိုအကူကြီးတခုလောက်တောင်းလို့ရမလားအေးပြောလေသမီးဟိုဟိုညီမအိဘက်ဆိုင်ကိုရောက်သွားရင်အမတို့ဒီဘက်ဆိုင်မှာလူလဲကားမှာဆိုလို့ဟိုညီမရဲ့တပည့်မှလေနုနုကိုအမတို့ဆိုင်မှာအလုပ်ခံပေးလို့အဆင်ပြေမလားဟောရပါတယ်သမီးခံပေးလို့ရတယ်နော်ဟုတ်ကဲ့ဟိုသူလာရှောက်ရင်တော့သူ့တစ်ချက်တော့ပြောလိုက်ပေါ့သူများဆိုင်မှာသူလုံနေရင်ဒန်လန်းဆိုတော့အမတို့ဆိုင်ကိုရ မခံဘူးပေါ့နော်ပြီးတော့မမတို့စိန်ဝင်းမှာလုံနေရင်လည်းတူတူများဆိုင်မှာတော့လုံလို့မရဘူးပေါ့အဲ့ဒီစကန်ချက်လေးကိုသူလိုက်နာနိုင်နေဆိုရင်တော့မခံပြီးလို့ရပါတယ်သမီးအဲ့ဒါလေးကိုသူ့အသေးချောင်းနားလည်အောင်ပြောလိုက်ပါနော်သူအဲ့ဒါလေးလက်ခံနေဆိုရင်တော့လာလျှောက်လို့ရပါတယ်သမီးဟုတ်ကဲ့ပါမမပြောလိုက်ပါမယ်မမကလည်းကျေးဇူးအများကြီးတင်ပါတယ်